မင်္ဂလာပါရှင်ခေတ္တညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်အာဆီယံအနေနဲ့မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုပြည်ပသက်သားညင်းရန်မလေးရှားနဲ့ထိုင်းနိုင်ငံကြားရင်ဝင်ကြီးဟောင်းနှုံးနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကတိုက်တွန်းလိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ် အာဆီယံအနေနဲ့မြန်မာစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုပြည့်ပြည့်စုံစုံညှင်းပယ်ရန်မလေးရှားနဲ့တိုင်းနိုင်ငံကြီးဝန်ကြီးဟောင်းတို့နဲ့မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကယနေ့ထင်ရှားချက်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။အဆိုပါထင်ရှားချက်ကိုမလေးရှားနိုင်ငံကြီးဝန်ကြီးဟောင်းဒတ်တိုစရီဆိုင်ဖူတင်အဗ်ဒေါ်လာနဲ့ထိုင်းနိုင်ငံနိုင်ငံကြီးဝန်ကြီးဟောင်းခွန်ကာစစ်ပရိုမီယာ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM အဖွဲ့ဝင်၃ဦးတို့ကထုတ်ပြန်လိုက်ခြင်းဖြစ်ပြီးယခုအော်တိုဘာလအတွင်းမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တွင်ပြုလုပ်မဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတွင်စေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုပြည့်ပြည့်သားသားညှင်းပယ်ရန်မြန်မာနိုင်ငံအပေါ်မဟာဗျူဟာများပြန်လည်သုံးသပ်မှတ်ရန်တောင်းဆိုလိုက်ခြင်းဖြစ်ပါသည် အော်တိုဘာလ9ရက်နေ့မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ရဲ့နေပြည်တော်ခီးစင်နဲ့မြန်မာနိုင်ငံတွင်ကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလွတ်လပ်တရားမျှတမှုပွင့်လင်းမြင်သာမှုနဲ့ယုံကြည်စိတ်ချရသော လုပ်ငန်းရှင်များအတွက်အနေဆုံးစံနှုန်းများကိုချမှတ်ခဲ့ပြီးနိုင်ငံတဝန်ကျင်းပတဲ့ကြောင့်နိုင်ငံရေးပါတီများအလုံးကပါဝင်ဆောင်ရွက်တဲ့ကြောင့်စေုပ်စုကိုတိုက်တွန်းခဲ့ပါတယ်မလေးရှားနိုင်ငံသားဝင်ကြီးထုတ်ပေါ်ပြောဆိုခဲ့သောစံသက်မှတ်များနဲ့ အစိုးစုကဒီဇင်ဘာလ28ရက်နေ့တွင်စတင်ရန်စီစဉ်ထားသောရွေးကောက်ပွဲကမကိုက်ညီရာကြောင့်အာဆီယံကစိုးစုရဲ့ရွေးကောက်ပွဲကိုပြည့်ပြည့်စုံစုံပယ်ချရမည်ဖြစ်ကြောင်း အာဆီယံစေအုပ်စုရဲ့ရွေးကောက်ပွဲကိုမပယ်ချလင်မြန်မာပြည်သူများအပေါ်တစ်ဆာပေါက်လိုက်ခြင်းဖြစ်ပြီးဒေသတွင်းမှာရက်ဆက်ကြမ်းကြုတ်သောဆရာနာရှင်ကိုဆုချခြင်းဖြစ်လိမ့်မယ်လို့သတိပေးထားပါရယ်စေအုပ်စုကမလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ခရီးစဉ်ကိုလိန်လယ်ဝါရဖျက်ခဲ့ပြီးအာဆီယံကမြန်မာနိုင်ငံသို့ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များဆေးလွတ်မယ်လို့ကတိပြုခဲ့တဲ့ဝါရဖျက်ပြောင်ပြောင်တင်းတင်းလိန်လယ်ခြင်းမှာတရားဝင်မှုရရှိရေးကြိုးပမ်းမှုတည်ရဖြစ်ကြောင်းထောက်ပြထားပါရယ် မြန်မာစေယုစုကအာဆီယံမောသောတူညီချက်ကားချက်ကိုအကောင့်တဖော်ရပြက်ကွယ်ခဲ့မှုမှာအာဆီယံရဲ့ကြာရှုံးမှုအပြည့်ဝင်ခံရမည်ဖြစ်ပြီးဒေတာတွေနိုင်ငံများအကြားနိုင်ငံဖြတ်ကျော်ရည်ရွယ်မှုများတိုးပွားလာစေခြင်းအဖွဲ့ဝင်နိုင်ငံများအကြားအနာဂတ်ဆက်ရတာသိမှုဖြစ်လာစေရန်ခွင့်ပြုစေတဲ့ကဲ့သို့ဖြစ်ခြင်းပြည်သူထောင်ချီတက်ဖြတ်ခြင်းကိုလိလူရှုခြင်းနဲ့အာဆီယံအနေနဲ့မိမိအဖွဲ့အတွက်အရေးကြီးသောဆုံးဖြတ်ချက်များကိုဥဆောင်ထိန်းချုပ်ရန်အင်အားနဲ့ဩဇာမရှိတော့ခြင်းများဖြစ်ပေါ်စေကြောင်းထောက်ပြထားပါသည် အာနာဒိစီယုစုအုပ်ချုပ်ရေးရဲ့ အကျန်းဖတ်မှုများအမြင့်ဆုံးအဆင့်သို့ရောက်လာတဲ့အချိန်မှာအတုအယောက်ရွေးကောက်ပွဲမှာလည်းနီးကပ်လာသောကြောင့်အာဆီယံအဖွဲ့အနေနဲ့လုံဆောင်နိုင်တဲ့နောက်ဆုံးအခွင့်အရေးတစ်ခုပဲကျန်ရှိတော့ကြောင်းပထမဦးစွာအာဆီယံဟာစစ်တပ်ရဲ့အတုအယောက်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းပြည့်ပြည့်စုံစုံရှင်းရှင်းလင်းလင်းပြောကြားသင့်ပြီး၎င်းနဲ့ပါဝင်ပတ်သက်ခြင်းမရှိစေရတဲ့ရွေးကောက်ပွဲရလဒ်ကိုပယ်ချရမည်ဖြစ်ကြောင်းစစ်မှန်ပြီးအားလုံးပါဝင်နိုင်သောငြိမ်းချမ်းရေးသဘောတူညီချက်ကိုရရှိရန်နိုင်ငံရေးအကျဉ်းသားများအားလုံးလှုပ်ပေးရန် တရားဝင်နိုင်ငံရေးပါတီအားလုံးပါဝင်နိုင်ရန်တိုက်ပွဲများရက်ဆိုင်ရန်နိုင်ငံတကာစောင့်ကြည့်လေးလာရေးအဖွဲ့များလာရောက်နိုင်မှသာလျှင်စစ်မှန်ပြီးယုံကြည်စိတ်ချရသောတိုင်းနိုင်ငံလုံးအတိုင်းအတာနှင့်ရွေးကောက်ပွဲများကိုမြန်မာနိုင်ငံတွင်ကျင်းပရန်ဖြစ်ကြောင်းထောက်ပြထားပါသည် ဒါအပြင်အာဆီယံဘောသဘောတူညီချက်ကချက်ကိုမြန်မာစစ်တပ်ကအကောင့်ထဲမပေါ်ရန်နဲ့မြန်မာစစ်တပ်ကိုရှုတ်ချမှုမှာကဲလွတ်ခွင့်မပေးရန်တင်းကျပ်ရမည်ဖြစ်ကြောင်းစစ်တပ်ကိုယ်စားလှယ်များနဲ့စစ်တပ်ခေါင်းဆောင်များကိုအာဆီယံအစည်းအဝေးတွင်ပိတ်ပင်မှုများတိုးချဲ့ရန်လည်းတိုက်တွန်းထားပါသည်။ တတိယအနေနဲ့အာဆီယံကမြန်မာနိုင်ငံအပေါ်ရှင်းလင်းပြတ်သားသောနောက်ဆုံးဂိတ်ဖြစ်တဲ့မဟာပြူဟာအသစ်တရက်ကိုစတင်ရ48ကြိမ်မြောက်ထဲသည့်အစီအွေကိုအသုံးပြုရမည်ဖြစ်ပြီးလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနဲ့အနာဂတ်အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်တို့ကအာဆီယံအထူးသတ္တမန်တန်စရစ်အော်မန်ဟာရှန်နဲ့အတူအာဆီယံရဲ့အထူးဆောင်ရွက်မှုများပါဝင်တဲ့မူဝါဒများကိုချမှတ်ရမည်ဖြစ်ကြောင်းတိုက်တွန်းထားပါတယ်။ အထူးအပြင်လေကြောင်းတိုက်ခိုက်မှုများရပ်တည့်ရန်နိုင်ငံရေးအကျဉ်းသားအလုံးကိုချက်ချင်းပြန်လွတ်ပေးရင်အာဆီယံနှင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ကထောက်ခံအားပေးပြီးတိုင်းနိုင်ငံလုံးအပြစ်ကပ်ရစဲရေးကိုနိုင်ငံတကာမှစောင့်ကြည့်လေ့လာသူများမှစောင့်ကြည့်နေတဲ့တိုက်ခိုက်မှုအလုံးကိုချက်ချင်းရပ်စေနိုင်ရန်တရမန်ရေးရကြိုးပမ်းမှုများကိုအရှိန်ပြည့်စောင့်ရရန်တို့ပါဝင်ကြောက်ခုလိုပဲသိရှိရပါရရှင်တဝဲမျိုးဝင်ကြီးအင်ယာခလာရတရလေးတရရင်ရေဖြူမျိုးမရေစကန်တို့ကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်လိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ တနင်္လာရီတိုင်းတဝဲမြို့ဝင်းကြီးအင်ယာခလာရတရာလေးတည့်ရင်နဲ့ရေဖြူမြို့မှာရေစကန်တို့ကိုဒရုန်းနဲ့ပုံတဲတက်ခတ်ခဲ့ကြောင်းဒူရကစစ်ကြောင်းကခုလိုပဲပြောဆိုထားပါတယ်အော်တိုဘားလ9ရက်နေ့မွန်လယ်12နာရီကတည်းကရေဖြူမြို့နယ်မြို့မရေစကန်တွင်တက်ဆွဲထားသောအကြံဖက်စစ်သားများကိုဒရုန်းနှင့်ပုံကျဲတိုက်ခတ်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိမှရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်။ အလားတူယင်းနေ့ညနေ၄နာရီကျော်ကနေတဝယ်မြို့ဝင်ကြီးအင်ယာအတွင်းတက်ဆွဲနေထိုင်သောအကြမ်းဖက်စစ်သားများကိုလည်းဒရုန်းနဲ့ထက်မှတ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်။ ဒါအပြင်အော်တိုဘားလ၈ရက်နေ့ည9နာရီခန့်တွင်လည်းလောင်းလုံးမြို့နယ်ခလားရတရလေးတရင်ကိုလည်းတော်လန်ရင်တပ်ဖွဲ့များကဒရုန်းနဲ့ထက်မဲ့ဘုံကျဲတက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။အဆိုပါတက်ခိုက်မှုကိုတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ဒူရကစစ်ကြောင်းဒရုန်းတင်းနဲ့ DEF ဒရုန်းတင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ပြည်သူများအနေနဲ့လက်တနိုင်ငံလုံးအတိုင်းအတာနဲ့စည်ရေးများအားအရှိန်အဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်သောကြောင့်စည်ရေးအထူးသတိသတိပြုသွားလာနေထိုင်ကြရန်တိုက်တွန်းထားပြီးတလင်းသာရီတိုင်းအတွင်းအကြမ်းဖက်စစ်တပ်ကအချိန်မရွေးလေကြောင်းအသုံးပြုတိုက်ခိုက်မှုများရှိနိုင်သောကြောင့်ပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်တဲ့သတင်းချက်လက်များကိုလိုက်နာကြင်ကြံကြပါရန်နှင့် တော်လန်ရင်နဲ့စည်ရေးရှင်မြင်လာတဲ့နဲ့အများပြည်သူဘက်ကအမှန်တရားဘက်ရက်တီလိုသောစစ်သားများရဲတပ်ဖွဲ့ဝင်များကို ပြည်သူရင်ခွင်ကိုလုံး၍အမြဲဆုံးပူးပေါင်းပေးကြရန်ဒရဂစစ်ကြောင်းကတိုက်တွန်းဖိတ်ခေါ်လိုက်ကြောင်းသိရှိရပါရဲ့ရှင်။ဆလဘီစတာလင်ကိစ္စအငင်းပွားမှုတွင် NUG ရဲဘော်များကျင်းဝတ်ချိုးဖောက်မှုရှိတယ်လို့စင်ကူမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ဝန်ခံပြီးစကန်ချိုးဖောက်သူများကိုလည်းအရေးယူသွားမည်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီလောက်ရှိစင်ကူမျိုးနဲ့အရေးပေါ်အချုပ်ရေးအဖွဲ့အားကက၎င်းတို့ရဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များ PDFSK Starlink Internet တင်စီရေးကိစ္စရဲ့တခုတွင်ပြည်သူ့အပေါ်ဆက်ဆံရေးကျင့်ဝတ်များကိုချိုးဖောက်ခဲ့ကြောင်းဝန်ခံပြီးအတိပေးအရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းယနေ့အော်တိုဘားလ12ရက်တွင်ထုတ်ပြန်ကြေညာခဲ့ပါသည် ယမန်နေ့အော်တိုဘာလ17ရက်နေ့နေ့လယ်ပိုင်းကစင်ကူးမြို့နယ်အတွင်းရှိကျေးရွာတရာတွင်စီကံချိုးဖောက်တဲ့နေတဲ့အိမ်မှာ Starlink Internet သိမ်းဆည်းရေးဖြစ်စဉ်ဟာလူမှုကွန်ရက်ပေါ်တွင်ရုတ်တံအဖြစ်ပြန့်နေခဲ့ပြီးအဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးအရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်းစင်ကူးမြို့နယ်အာကာရဲ့ထုတ်ပြန်ချက်တွင်ပါရှိပါသည်။ စင်ကူးမျိုးနဲ့အာကာဟာလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင်သတင်းပေါက်ကြားမှုနဲ့လေကြောင်းတက်ခတ်မှုများခက်ဆက်စိတ်ဖြစ်ပွားနေခြင်းကြောင့် Starlink Internet အသုံးပြုမှုများကိုမက်စလာ16ရက်နေ့မှစတင်ပြီးစီစစ်ကြက်မှတ်ရန်စီကံများထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ဖြစ်စဉ်ဖြစ်ပွားတဲ့နေ့တွင်စီမင်းစီကံနဲ့အညီအသုံးမပြုတဲ့ Starlink Internet ကိုတင်စီရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပူးပေါင်းအင်အား၅ဦးကတွားရောက်ခဲ့ပါတယ်။ အဆိုပါသွားရောက်စဉ်စီကံချိုးဖောက်တဲ့နေအိမ်မှာတာဝန်ရှိသူတာဝန်ရှိသူတဦးကကိုရိုင်းလာရောက်တင်စီမှာလက်ခံမိဖြစ်ကြောင်းပြန်လည်ခြေပပြောဆိုခဲ့ပြီးအာကဥက္ကဋ္ဌရဲ့ညွန်ကြားချက်နဲ့တာဝန်ရှိသူတဦးနဲ့ပူးပေါင်းအင်အားဆက်နှဦးကထပ်မံသွားရောက်ခဲ့ရမှာဗီဒီယိုဖိုင်တွင်ပါဝင်တဲ့အငင်းပွားမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ကနေဦးတွင်တာဝန်ကျရဲဘော်များဟာကောင်းမွန်ကြေလည်စွာရှင်းပြပြီးတော့မှပြဿနာအခြေအတင်မဖြစ်ပွားစေရတဲ့ဥတီဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတာဝန်ကျရဲဘော်များဘက်ကလည်းပြည်သူလူထုအပေါ်ဆက်ဆံပြုမှုနဲ့စီကဲနဲ့ကြက်ဝင်များကိုချိုးဖောက်ပြီးစိတ်လိုက်မှန်မှာပြုမှုများနဲ့ပြန်လည်တုံ့ပြန်မိမှုဆိုကစိတ်မကောင်းပွဲရာတွေ့ရှိရတယ်လို့အရေးပေါ်အချုပ်ရေးအဖွဲ့အားကမှအခုလိုပဲဝန်ခံပြောဆိုထားပါတယ်။စင်ကူမျိုးနဲ့အရေးပေါ်အချုပ်ရေးအဖွဲ့အနေနဲ့ အဆိုပါကျင့်ဝတ်ဖောက်ပြမှုများအတွက်တာဝန်ကျရဲဘော်များကိုတိုက်တဲ့နဲ့တတိပေးအေးအေးယူမှုများကိုတတိယရာဆောင်ရွက်သွားမည်ဖြစ်ကြောင်းကတိပြုခဲ့ပါတယ်။ဒါပြင်စီကန်ချိုးပေါက်တဲ့ Starlink Internet ဆက်ပိုင်းရှင်ကိုလည်းထုတ်ပြန်ချမှတ်တာနဲ့စီမင်းစီကန်အတိုင်းအေးအေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။စင်ကူမျိုးနဲ့အာကာအနေနဲ့ယခုဖြစ်စဉ်အတွက်အများပြည်သူလူထုစိတ်အနှောက်ရှက်ဖြစ်ရတာကိုများစွာစိတ်မကောင်းဝမ်းနဲ့ဖြစ်ရကြောင်းနဲ့နောက်နောက်ယခုကဲ့သို့ဖြစ်စဉ်များထပ်မံဖြစ်မပွားစေရအတွက် အတူအလေးပေးစက်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအခုလိုပဲထုတ်ပြန်တင်ညာခဲ့ပါရရှင်။